်ဝယ်တဲ့သူကအခရာပဲအဲ့တော့ပြောချင်တာဗာလဲဆိုတော့ကိုကဈေးကြောက်ကိုဝယ်လိုက်လို့များသွားတယ်9သိန်းလောက်ပဲဈေးခွက်မှာဈေးထွက်တဲ့ကြောက်ကိုကိုက10သိန်းနဲ့ဝယ်မိတယ်10သိန်းနဲ့ဝယ်မိကတည်းကကိုလိုက်ရောင်ကတည်းကဘယ်လောက်ပဲပေးနေရလဲ9သိန်းပဲပေးနေတယ်အဲ့ဒီခါကျတော့ကိုစိတ်ထဲမှာအာကျော်သမားတွေကဂျင်းနေကြီးပါကွာလူလင်နေကြီးပါကွာငါ့ကိုညစ်ပြီးတော့မှရောင်းတယ်လို့အဲ့လိုမျိုးကြီးသွားပြီးတော့မှထင်မိတတ်တယ်အမှန်တော့မဟုတ်ဘူးကိုတင်တဲ့မှာတင်ပေးလိုက်ပြီဝယ်တဲ့သူကပါတော့အခရာပဲအဲ့တော့ကိုစိတ်မနိုင်ဘူးဆိုလို့ရှိရင် မပေးနဲ့ကိုကကိုကဈေးပေးပြီးတော့မှကျွန်ပြီးကိုကကိုဈေးပေးပြီးတော့မှဝယ်တာကိုရှုံးသွားကြတော့ကြောက်သမားတွေကလူလင်နေကြည့်ပါကွာလို့အဲ့လိုကြီးမတင်တယ်လို့ပြောတာကိုကပညာမပြည့်စုံသေးတာလို့တွက်ရမှာကျွန်တော်တို့ကလည်းအဲ့လိုပဲကျွန်တော်အင်္ဂလိပ်စာလေးသင်ပတ်စံလေး30လောက်ရကြောက်ထိုင်ဝယ်တယ်တပတ်လောက်နေတော့30ကုန်ရောအာဒီကောင်ကငါ့ကိုအကုန်လုံးဂျင်းထည့်ပြီးရောင်းသွားတယ်ငါမှတော့ဒီမှာအင်္ဂလိပ်စာအသေးအံသင်ရတယ်နှစ်လသုံးလောက်နေမှာပတ်စံ30ရတာကိုအခုတော့ကုန်သွားပြီအဲ့ကောင်လည်းလူလင်လေးကြည့်ပဲအမှန်တော့အဲ့လိုမျိုးတွေးတာမှားတယ် ဩငါပညာမပြည့်စုံသေးလို့ပဲပညာပြည့်စုံ